ဂရင်းနီမျိုးသားကာကွယ်တပ် KNDF နဲ့တူဆင်အာနာရှင်အမြင့်ဖြတ်မဲ့ဆုံးဖြတ်တိုက်ပွဲတွေမှာဟန်ကျဲညီညီလက်တွဲတိုက်ပွဲဝင်ဖို့အသင့်ရှိကြောင်းပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကအသိပေးပြောကြားလိုက်ပါတယ်။2025ခုနှစ်မေလ31ရက်နေ့မှာကြာရောက်တဲ့ဂရင်းနီမျိုးသားကာကွယ်ရေးတပ် KNDF တပ်တီထောင်ချင်း၄နှစ်ပြည့်အခမ်းအနားသို့တဝင်းလွာပေးပို့ရာမှာမန္တလေး PDF ကထည့်သွင်းပြောကြားလိုက်တာပါ။ ဂရင်းနီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာကာလာကြာချီချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးခေါင်းတွေရှိကြောင်းနဲ့စစ်အာဏာရှင်အမြင့်ပြက်မဲ့အဆုံးဖြတ်တိုက်ပွဲတွေမှာဟန်ကျဲညီညီတိုက်ပွဲဝင်သွားဖို့အသင့်ရှိကြောင်းအတိပေးပြောကြားထားပါတယ်။ KNDF ဟာမျိုးသားဒန်းတူရေးကိုပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy ရေးအတွက်တည်ရင်း35ရေးနဲ့ယူဟာကိုကူဖွဲ့စည်းပြီးအသက်သွေးချွေးတို့ကိုစတဲ့ပြီးဒီဇိုင်းမက်မက်တိုက်ပွဲဝင်နေတာကို အလေးအနက်ဥညွတ်ဂုံပြူချောင်းပေါ်ပြထားပါတယ်။ KNDF မှဥဆောင်သူတွေတက်ဖွဲ့ဝင်တွေရဲ့စွန့်လွတ်ပိတ်ဆက်ပြီးရရှိလာတဲ့နိုင်ငံရေးစီရေးအောင်မြင်မှုတွေဟာဂရီနီပြည်နယ်ဂရီနီလူထုတွေတာမကຫນွေဦးတော်လန်ရေးတစ်ခုလုံးအတွက်ပါအလွန်အရေးပါတဲ့သမိုင်းမှတ်တိုင်တွေဖြစ်တယ်လို့မန္တလေး PDF ကအတိအပြပြောကြားထားတာဖြစ်ပါတယ်။